အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာရန်တိုက်ခံနေကြတဲ့အတိုးတက်မယ်လူမျိုးခွဲအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အပြောင်းလဲတဲ့တိုးတက်မှုကြုံမယ်အရဝေးနဲ့ဆက်ဆက်သောလှုပ်ကြိုးပေးမယ်ရပ်တန့်ထားတဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်နေရာထိုင်ခင်းကိစ္စပြောဆိုမှုအစဉ်ပြေမယ် အပြန်ဆိုင်ချာမှတိုးတက်မှုကိုကြုံမယ်။ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံတဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားလေ။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။၅ရက်နေမှာကောင်းသောကံနဲ့တိုးတက်ခြင်းရှိမယ်။ အရာရာဆင်ပြေမယ်16ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံ စီးပွားကံထူးထူးခြားခြားတိုးတက်မယ်18ရက်နေ့မှာရန်နောက်ဆက်တည်ကြတဲ့ကထိုးပေါက်ပြီးလုပ်ရမယ်18ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့နေ့ဖြစ်လာတယ်အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်19ရက်နေ့မှာအတိုက်ခံနေကြတဲ့တိုးတက်မယ်ငွေကြေးကံကောင်းမယ်20ရက်နေ့လုံးသမျှကြံစီသမျှအောင်မြင်ဆင်ပြေခြင်းကြုံမယ် 21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှု လုပ်ငန်းရအောင်မြင်မှုနဲ့ရှင်းပြမှုအောင်မြင်မှုတွေကို ကြုံတွေ့ရမယ်အနေထားရှိပါတယ်။ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိနိုင်ပါတယ်။နှစ်ခုကိုကနန်းနေ့အကျိုးပေးပါတယ်။အစင်းရောင်ဖြူရောနှုတ်နေရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။ အိမ်မှာရှိနေတဲ့တပြက်စီအဟောင်းတွေခြေသောဘွားအဟောင်းတွေစွန့်ပြစ်လိုက်ပါအညာကင်း၍ကောင်းခြင်းကံတွေရရှိလာပါမယ်ယေရှုတည်းမှာတယ်